စိုးမျက်နှာတာနဲ့လမ်းခွဲအပြင်ရန်ကုန်မြို့ကစိမ့်ဆိုင်ပိုင်ရှင်ရှမ်းတတိမကြီးနဲ့လက်ထပ်လိုက်တဲ့အဆိုတော်ဖြူကြီးပြည်သူများလုံးမင်္ဂလာပါရှင့် Famous Celine News ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။စိုးမျက်နှာတာကိုကွာချင်းအပြင်လူမြင်ကွင်းကအနှစ်ပေါင်းများစွာပြောင်းနေရင်အဆိုတော်ဖြူကြီးကတော့မြန်မာနိုင်ငံရဲ့ထိတ်တန့်စိမ့်တတိမကြီးနဲ့လက်ထပ်လိုက်ပါတယ်။ အလုံးလေးသိကြတဲ့အတိုင်းတကိတကာကနာမည်ကြီးခဲ့တဲ့အစိုးရဖြူကြီးဟာဂီတာစာဆုံးဟင်္ဒရာမြင့်ငွေရဲ့တားဖြစ်တယ်လို့အစိုးရယူဇနာရဲ့အကူအရင်လေးဖြစ်ပါတယ်။ဒီလိုမျိုးနာမည်ကြီးအစိုးရတအူးဖြစ်တဲ့အစိုးရဖြူကြီးကတကိတကာကထိတ်တန်းမင်းသမီးတအူးဖြစ်တဲ့ တရုတ်ဆောင်စိုးမျက်နှာတာနဲ့ကြီးကျယ်ခမ်းနားစွာမင်္ဂလာဆောင်ခဲ့ပါတယ်။အခုဆိုရင်တော့အစိုးရဖြိုးကြီးနဲ့စိုးမျက်နှာတာတို့မှတားလေးမြတ်သောမောင်ကိုလည်းရရှိလာခဲ့ပါတယ်။ဒါပေမဲ့လည်းစိုးမျက်နှာတာနဲ့ဖြိုးကြီးတို့ကနောက်ပိုင်းမှာအကြောင်းမျိုးမျိုးကြောင့်လမ်းခွဲပြတ်ဆဲသွားခဲ့ရပါလန်ခွဲပြက်စဲအပြီးမှာတော့တားလေးမြတ်သောမောင်ကိုစိုးမျက်နှာတာစီမှာအပ်ခဲ့ပြီးရောဖြိုးကြီးကအချိန်တိုင်းတာတကူတီပြောက်ကွယ်နေခဲ့တာဖြစ်ပါတယ်။စိုးမျက်နှာတာကတော့အလုံးသိကြတဲ့အတိုင်းအရင်တုန်းကအမရင်ဖြစ်သူစိုးမျက်သူဇာရဲ့ချစ်သူဟောင်းဖြစ်တဲ့စိုးသူနဲ့လက်ထပ်ပြီးရောအမေရိကန်မှာပျော်ရွှင်နေပါတ ယ်။ဒါကြောင့်လည်းအိမ်တောင်ကြီးကွာရှင်းပြီးတော့အနုပညာလောကကနေပြောက်ွယ်သွားရတဲ့ဖြိုးကြီးအပေါ်မှာတနာကိရနာတက်နေကြပါရယ်။အခုခါမှာတော့ဖြိုးကြီးကရန်ကုန်မြို့ကထိတ်တန်းစိန်တထေးမကြီးနဲ့မင်္ဂလာလက်မှတ်ရေးထိုးပြီးတော့လက်ထပ်လိုက်ပါပြီ။ဒီမတိုင်ခင်မှာတော့ဖြိုးကြီးဟာသူ့ရဲ့ဇနီးတဲ့နဲ့တွဲရိုက်ထားတဲ့ပုံလေးတွေကိုထုတ်ပြခဲ့ပါသေးရယ်။ဖြိုးကြီးရဲ့ချစ်သူကအရွယ်တင်နှုပြုတ်ပြီးအရင်ဇနီးဟောင်းစိုးမျက်နှာတာထက်ငယ်ရွယ်ချောမောပါရယ်။ခင်မမို့သေးလို့အမိရတဲ့ဖြိုးကြီးလက်ထပ်လိုက်တဲ့ဇနီးတဲ့ဟာပညာသက်အတိုင်းဝိုင်းကဖြစ်တယ်လို့မျိုးရိုးစင်ဆက်ချမ်းသာ ကျွဲဝါတဲ့သူလေးလည်းဖြစ်ပါတယ်။ကိုပိုင်စီဝါရေးလုပ်ငန်းတွေရှိသလိုနာမည်ကြီးဆိုင်ဆိုင်ကြီးတခုကိုလည်းရန်ကုန်မြို့မှာဖွင့်လှစ်ထားတဲ့သူပါ။အခုတကမှာတော့ဖြူကြီးကဇနီးတဲ့မခိုင်မမို့တဲ့နဲ့တရားဝင်လက်ထလိုက်ကြပြီဖြစ်ပါတယ်။မင်္ဂလာလက်မဲ့ရေးထိုးပွဲကိုကြီးကျယ်ခမ်းနားစွာမကျင်းပါပဲနဲ့မီဒီယာတွေကိုလည်းမဖိတ်ခေါ်ပဲရိုးရှင်းစွာမင်္ဂလာလက်မဲ့ရေးထိုးခဲ့တာဖြစ်ပါတယ်။မင်္ဂလာလက်ထပ်ပွဲကိုတော့ဖြိုးကြီးရဲ့ဇနီးချော်လေးခင်မမှုတဲ့ဟာရှန်ရိုးရဝစ်စုံလေးနဲ့လှပကြက်တည်းရှိစွာမြင်တွေ့ခဲ့ရပါတယ်။ မခိုင်မမိုတဲ့ကဖြိုးကြီးရဲ့ငယ်ကြီးဦးဖြစ်တယ်လို့သိရပြီးအစောပိုင်းဆိုမျက်နှာတာနဲ့မကြိုက်ခင်ကတည်းကခိုင်မမိုတဲ့နဲ့ချစ်ကြိုက်ခဲ့တာဖြစ်ပါတယ်။ဘာပဲပြောကူးကမှာတော့အစိုးရဖြိုးကြီးတယောက်40ကျော်မှာစုံစည်းရတဲ့ငယ်ကြီးဦးကြောင့်တရားပြောရှင်နေပါပြီ။ဒါပြင်စိမ့်ဆိုင်ပိုင်ရှင်တထေးမကြီးဖြစ်လို့ဖြိုးကြီးကတော့တထေးကြီးလည်းဖြစ်လာပါတယ်။စိုးသူနဲ့လက်ထက်ခဲ့တဲ့ဇနီးတဲ့ဆိုမျက်နှာတာကတော့အမေရိကန်နိုင်ငံကပုံနှိပ်တိုက်တစ်ခုမှာပင်မန်းစွာနဲ့အလုံးလုံးကင်နေရတာဖြစ်ပါတယ်။ဒါကြောင့်ပြည်သက်တွေကတော့ဆိုမျက်နှာတာနဲ့ကွာရှင်ပြီးဘဝပြောင်းလဲသွားတယ်။ ဖြိုးကြီးအတွက်ဝမ်းသာဂုဏ်ယူနေကြတာဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောစိန်တထေးမကြီးနဲ့လက်ထပ်ခဲ့တဲ့ဖြိုးကြီးနဲ့ပတ်သက်လို့မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်။အစောနေ့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။